စတိကပ်အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာသွားရမယ်သင်ခန်းစာကတော့ဆာလောအလဲဖြစ်ပါတယ်ဆာလောအဆိုရင်သူကတရအတန်အတူကဲနော်ပြီးရင်ကျွန်တော်တို့ဒုံဆုံးဆိုင်အတိုင်းအမ် middle consonants high consonants low consonants ဒီကျွန်တော်တို့အတန်ဘီအတန်အလဲလန်အတန်အမြန့်အတန်အနေနဲ့ကျွန်တော်တို့ ပေါင်းပါတယ်ပြီးရင်ကျွန်တော်တို့ရလာတဲ့ဒီဇာလုံးတွေကိုကျွန်တော်တို့ reading exercise ပြန်လုပ်ပါတယ်โอเคเนาะဒါဆိုရင်ကျွန်တော်တို့ဖတ်ကြည့်ကြအောင်โอเคเนาะဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် media consonant နဲ့ဆိုရင် co po တန်ကဟုတ်ကျွန်တော်နှောက်ဆိုင်ပြရအောင်เนาะจอโปโจดอโอโดตอโอ 또 뽀오보 뽀오보 어오오 코오보 초오초 토오초 토오토 ပေါ်ဥပိုဆောဥဆိုဟောဥပိုဒါ highs consonants နဲ့ပေါင်းသွားတာเนาะဟုတ်ပြီเนาะအခု low consonants low consonants ဆိုတာကအတန်ဒီအတန်အနှိပ်เนาะဟုတ်ပြီခောဥခိုငောဥငှောချောဥချော so u so cho u cho cho u cho no u no ho u ho fo u fo ho u ho mo u mo yo u yo ro u ro u လောဥလုဝောဥဝုဟောဥဟုခင်ဗျာဟုတ်ပြီဒါဆိုရင်တင်းနဲ့တုံးကိုကျွန်တော်တို့တစ်ခါဖတ်သွားလိုက်ပြီနော်တရဒီဆလာဥပေါ့နော်ဒီအမ်ဒီအတန်အလေအာဒီအတန်အလေလက်အတန်အမြင့်အတန်အနေနဲ့ကျွန်တော်တို့ဖတ်သွားပြီโอเคเนาะနည်းနည်းတော့ပေါ့ပါပြီးချင်တယ်เนาะဟုတ်ပြီเนาะတင်းနဲ့တုံးပါနဲ့သူကနဲ့တူမလဲဆိုတော့ Ok, nó không phải toàn chỉ mẹ, sợ kèm Thật bèm mẹ Có ủ Cổ Cho ủ Chủ Đó ủ Đủ To ủ Tổ Bó ủ Bộ Bó ủ 哦哦哦，少哦少，哦哦哦。ဒါ low consonants အတန်အနေနဲ့နော်ဟောအိုခိုငောအိုငုချောအိုချို okay နော်အတန်နဲ့နဲ big whistle နှလုံးပေါက်အတန်နဲ့နဲဖြည့်အောင်နော်ထောအိုထို 토 오, 초노 오, 노토 오, 포포 오, 포포 오, 포모 오, 모 여우 유 로우 로 로우 로 워우 워 포우 포 오케이 나 호비 들어 အတန်၃မျိုးကိုကျွန်တော်တို့ပေါင်းပွားလိုက်ပြီအဲ့ဒီထဲမှာတချို့စာလုံးတွေကတလုံးထဲနဲ့လည်းအတိတ်ပဲရှိတယ်။ Okay နော်ဟုတ်ပြီတချို့စာလုံးတွေကတလုံးနဲ့ဟိုဘက်တလုံးနဲ့ယူလာပြီးတော့ပေါင်းလို့ရှင်စာလုံးတလုံးအတိတ်ပဲရှိတယ်။ဒီထဲမှာကျွန်တော်တို့တို့စာလုံးတွေရဲ့အတိတ်ပဲရှိတဲ့စာလုံးတွေရှိမယ်။ပေါင်းလိုက်လို့အတိတ်ပဲမပြည့်စုံတဲ့စာလုံးတွေရှိတယ်။ Okay နော်ဟုတ်ပြီ middle consonance high consonance low consonant နဲ့ကျွန်တော်တို့ပေါင်းသွားပြီးလို့ရှင်ကျွန်တော် reading exercise ကိုပုံမှန်ဖတ်သွားတယ်။ โอเคเนาะကျွန်တော်တို့ reading exercise ထဲမှာဆိုရင်သူကတချို့စာလုံးတွေမှာကအဓိပ္ပာယ်ရှိတယ်လို့တချို့စာလုံးတွေမှာကအဓိပ္ပာယ်မရှိဘူးအဓိပ္ပာယ်မပြည့်စုံဘူးโอเคနော်ဟုတ်ပြီဆိုတော့ကျွန်တော်ဖတ်ကြည့်ကြည့်အောင်ဟုတ်ပြီကျွန်တော်ဖတ်မယ်ပြီးမှပဲကျွန်တော်တို့ လေးပဲပြန်ပြောပြမယ်ပြီးတဲ့စာလုံးတွေလည်းပါလာမယ်ဒီမှာเนาะโอเคပေါ်ပို့ပို့ယောအာယာပို့ယာလောဥလုပေါ်အာပါလုပါကျွန်တော်နှောက်တိုင်ပြမယ်เนาะခေါ်အေခေရောဥရုခေရုဒောဥဒို so u su du su o a a yo i i no u nu no. a i nu no. to u to no u nu to nu no a na ko a ka no u nu no. na ka nu no. mo i mi ซโอโซมิโซโอโอโอโกอากะโนอิเนโอกะเนเข้าเป็นตัวมันเนาะปโอโปโยอายาโปยาโลโอโลปออาฝาโลฝาโอเอเคโรอุรุเคโร do u do so u so do so o a a yo i i no u no a i no to u to no u no to no no a na ko a ka no u no na ka no mo i mi so u so မီဆိုအောအောကောအကနောအီနိအိုကာနိโอเคเนาะခုပြီကျွန်တော်နှာခေါင်းတိုင်သွားပြီးလိုက်ပြီโอเคသူအချို့အဓိပ္ပာယ်ရှိတဲ့စာလုံးတွေကိုကျွန်တော်ပြောပြမယ်ပေါ်အိုဖို့ယောအာယာဖို့အရာဖို့ရာအဓိပ္ပာယ်ကဖို့ဆိုတာကကျွန်တော်တို့ဖို့တာယာဆိုတာကစေးစေးကိုကျွန်တော်တို့ဖို့တာမဟုတ်စေးကိုကျွန်တော်တို့အာတန်ရာအဖြစ်ရထွက်တဲ့ အပြည့်တွေထွက်တဲ့ဒဏ်ရာတွေအပြည့်တွေထွက်တဲ့အပြည့်ဘီဖူပုံမှာစေးစေးစေးအုပ်လိုက်တယ်ကဲနော်စေးနော်ဒဏ်ရာပုံမှာကျွန်တော်ဒဏ်ရာအဖြစ်အပြည့်စေးအုပ်ပြီလို့ဒီပဲရတယ်โอเคနော် အနာရှိတဲ့အပေါ်မှာဆေးကိုအုပ်လိုက်တာအဲ့ဒါကိုပို့ရလို့ပြောတယ်။ Okay နော်။လို့ပါဆိုရင်လည်းအတိပယ်တိတ်မပြီးဆုံးဘူး။ဒီမှာရှိတဲ့ဆာလုံးအားလုံးတွေကခေရိုဒိုဆိုအာယီနိုတိုနိုနာကာနိုမီဆိုအိုကန်နီတွေကကျတို့တချို့ဆာလုံးတွေအပါလိစကားဖြစ်မယ်တချို့ဆာလုံးတွေဆိုရင်ဂျပန်ဆာကဂျပန်စကားဂျပန်ဆာကနေရလာတဲ့ဆာလုံးတွေဖြစ်တယ်။သူတို့တွေဟာကျွန်တော်တို့ ထိုင်းလိုမျိုးအဲထိုင်းစာလိုရေးပြီးတော့ဒါကတရက်ဒီပါဒါဖန်ကားဒီပါဒါကကျင်ကားဒီပါဒါတကူးခုပါဆိုတော့ကျွန်တော်တို့ပါတာပြန်လို့မရဒါပေမဲ့တကူးရှိတာကကျွန်တော်တို့ဖတ်လို့ရတယ်ကျွန်တော်တို့ထိုင်းစာကိုရတဲ့လောက်ရှိတဲ့စာလုံးတွေကိုကျွန်တော်တို့ဒီမှာရှိတဲ့ဆက်လောက်ဦးနဲ့ရှိတဲ့စာလုံးတွေပြီးတဲ့စာလုံးတွေကိုကျွန်တော်တို့လာပြီးတော့ reading exercise လုပ်လိုက်တာအတိတ်ပဲတော့မပြည့်စုံဘူးဒါပေမဲ့တကူးရှိတာကတချို့စာလုံးတွေရဲ့အဲဥမာ နမောနမောတဆာလို့နမောတတတော့ပိုင်လဲပါမယ်အဲ့လိုမျိုးစာလုံးတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကအတိတ်ပင်မပြောတော့ဘူးအတိတ်ပင်တချို့စာလုံးတွေအတိတ်ပင်မပြီးဆုံးဘူး။လမ်းနာမည်ဖြစ်ရင်ဖြစ်မယ်။တိပိနာမည်ဖြစ်ရင်ဖြစ်မယ်။အတီးနာမည်ဖြစ်ရင်လည်းဖြစ်မယ်။ဒါပေမဲ့ထိုင်းစာလုံးမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့အဲ့နာမည်တွေကိုထိုင်းစာလုံးလို့ရေးလိုက်တယ်။ Okay နော်။ဆိုတော့ကျွန်တော်တို့ reading assignment လေ့ကျင့်ခန်းကိုကျွန်တော်တို့ပြီးပြင်အောင်ကျွန်တော်တို့အဲရလာတဲ့စာလုံးတွေကိုကျွန်တော်တို့ထိုင်းလို့ရေးလိုက်တယ်။ ဖြစ်ရင်အတိအပင်မပြီးဆုံးဘူးဒီတိုင်းမဲ့တစ်ခုရှိတာကကျွန်တော်တို့ခိုင်းစာကိုဖတ်လို့ရပါတယ်။ Okay နော်ဟုတ်ပြီ။နောက်လာမယ့်တင်ခန်းစာတွေမှာအိပ်မရှိမဆန်လုံးတွေပါလာကြမှာ။ဒီနေ့ရောဒီပဲရှိစေဆက်လို့တလုံးမရှိမှပိုရဒီ CA တိုင်ရပေါ်မှာဆေးကိုပို့ပေါက်လိုက်တယ်။ဒီနော်ဟုတ်ပြီဘလို့ဖြစ်ကျွန်တော်တို့ထိုင်းစာကိုဒီမှာရှိတဲ့စာစာတွေကိုကျွန်တော်တို့ဖတ်လို့ရပါတယ်။ပြန်လေလေ့ကျင့်ခန်းအနေနဲ့ကျွန်တော်တို့ဖတ်သွားတယ် เนาะလာမဲ့ပတ်ကြလို့ရှိရင်လာလာမဲ့သင်္ကန်းစာဆိုပြီးပတ်ဖို့သင်္ကန်းစာကြလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့တွေ့ကြအောင်เนาะโอเคဒီနေ့ဒီလောက်ပါပဲအားလုံးကိုခပ်ပွန်းခပ်စရိခပ်